ဆင်များအားလုံးမင်္ဂလာပါရှင်။ Luna Jupiter Channel မှာကြိုဆိုလိုက်ပါတယ်ရှင်။အားလုံးပဲမင်္ဂလာရှိတဲ့နေ့ရက်နဲ့မင်္ဂလာရှိတဲ့ချိန်တွေကိုပိုင်ဆိုင်နေကြပြီးပြည်ပြများဝေးကွာကကိုရိုးစိတ်ပါကျမချမ်းသာကြမယ်လို့လည်းမျှော်လင့်မိပါတယ်ရှင်။ခုဒီတင်ကခုကနေနောက်လေးလအတွင်းမှာကိုစီမဘလိုမျိုးကြီးမားတဲ့အပြောင်းလဲတွေရှိလာမလဲဆိုတဲ့ region တွေပေါ့နော်အခုအလှည့်ကြတာကကြတော့ libra တွေအတွက်လှည့်ကြတာဖြစ်ပါတယ်။ libra ဆိုတာကကြတော့6လပိုင်း23ရက် September 23ရက်နေ့ကနေ10လပိုင်း23ရက် October 23ရက်နေ့အတွင်းမွေးဖွားလို့ရှိရင်တော့ libra sun libra ပေါ့နော် western astrology အရဆိုရှင်တော့ sun libra libra energy ရှိတယ်ပေါ့နော်။အဲ့တော့အခုကတော့ Libra season ထဲမှာရောက်နေပါပြီ။အဲ့တော့ကိုယ့်ရဲ့ sun sign တခုတည်းမဟုတ်ဘဲနဲ့ မောင်းက Libra ဖြစ်ခဲ့တယ်အစန်းနှန်းက Libra ဖြစ်ခဲ့တယ် Venus က Libra ဖြစ်ခဲ့တယ်ဆိုလို့ရှင်လည်းပဲဒီ reading ကိုကြည့်လို့ရပါတယ်ရှင်ခုကနေလေလာအတွင် library စီမှာဘယ်လိုပြောင်းလဲတွေရှိလာမလဲ။ကောင်းတယ် an exciting event စိတ်လောက်ရှားစရာကောင်းတဲ့ဖြစ်အပြည့်တစ်ခုရှိလာမယ်อืมตลอดเลี้ยงโกเนี่ยเปียชื่นยามในอนาคตမျိုးလို့မြင်တယ်ပွဲလန်းကျင်းပတာမျိုးလည်းဖြစ်နိုင်တယ်ခုခုကိုကြီးညာတာမျိုးအတိမတ်ပြူတာအောင်ပွဲခံတာအဲ့လိုပုံစံမျိုးလို့တွေ့ရတယ် cortex slowly but surely getting a heart ဖြည်းဖြည်းမှန်မှန်နဲ့ရှေ့ဆက်တော့ဖြစ်လိမ့်မယ်တော့ကိုကိုဖြစ်ချင်တဲ့အရာတခုပေါ့နော်ကိုအတွက်ပေါ်ရမှာအထင်ကြီးဖြစ်တဲ့အရာတခုကြီးမားတဲ့အရာတခုအာဒါလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်လည်း ကို့အနေနဲ့ဂုံတည်င်းနာမည်ဂုံတည်င်းကြော်ကြတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ကို့ရဲ့အောင်မြင်မှုလို့ပဲဒါကတော့ရေပုံရအဖြစ်ပြောရမယ်ဆိုရင်တော့အောင်မြင်မှုပေါ့နော်ကို့ရဲ့အောင်မြင်မှုစီကို့ရဲ့ပန်းတိုင်းစီကို့ရဲ့ရည်မှန်ချက်စီကိုဖြည်းဖြည်းမှန်မှန်အကျိုးစားရင်းနဲ့ပဲရောက်သွားမယ်ဆိုတာမျိုးလို့မြင်နေတော့ကိုကလေဒီအခုအချိန်ထိပေါ့နော် ဖြည်းဖြည်းနဲ့မှန်မှန်နဲ့တည်တည်ချာချာလေးအားစိုက်ထုတ်ပြီးတော့ ကញ្ញဝရိယ၃ပါးလုံးကိုအကျိုးရှိရှိသုံးချခဲ့တယ်ဆိုလို့ရှိရင်တော့အဲ့ဒီရဲ့အတိအပွင့်နေအဖြစ်နဲ့ပြန်လဲရရှိမဲ့ကာလလို့မြင်တယ်အဲ့ဒီကံတရားတွေကကိုယ့်ကိုပြန်ပြီးတော့ချိမြောက်မဲ့ချိမြင့်မဲ့အတိအမှတ်ပြုမဲ့ကာလပေါ့နော်အဲ့လိုမျိုးလို့ခန်းစားမိတယ် offline a period of ill health depression အဲ့တော့ဒီမှာကတော့တတိထားရမှာရှိမယ်ကိုတွေ့ကျမကြီးအညံပေါ့နော် ကျမကြီးနဲ့ပတ်သက်လို့ကတော့အညံဖြစ်လိမ့်မယ်အညံရှိနိုင်တယ်သူသဖြင့်ဒီမှာတွေ့ရတဲ့အရာဆိုလို့ရှိရင်ဒီပြင်ပကနေပြီးတော့ကုသတဲ့ယောဂမျိုးဘက်တီးရီးယားတွေကြောင့်ဖြစ်တဲ့ယောဂလည်းဖြစ်နိုင်တယ်ဒီမှာဆိုလို့ရှိရင်ရင်နာစာမျိုးဖြစ်နိုင်တယ်ပေါ့အဲ့တော့ပြင်ပအစားအစာတွေစားတဲ့နေရာမှာဘလို့ တတိထားဖို့တော့လိုအပ်တယ်နောက်တစ်ခုကစိတ်ပေါ့နော်ကိုယ့်ရဲ့စိတ်စိတ်တွင်းထဲမှာလို့အတွေ့အကြုံအများပြီးတော့စိတ်တက်ကြတာမျိုးတွေရှိလာနိုင်တယ်ပေါ့နော်ဒါမှမဟုတ်လေကိုကလေကိုယ်မှာကိုယ့်ရဲ့ယောဂအခြေအနေပေါ့နော်စက်မကြီးနဲ့ပတ်သက်ပြီးတော့လို့အချင်းအမြင်မှားမှုတွေကြောင့်စိတ်တက်ကြတာမျိုးတွေလည်းဖြစ်လာနိုင်တယ်ပေါ့နော်ဥပမာယောဂခက်သေးသေးဆိုပေမဲ့ကိုကဒါကြီးကိုအရင်ကြီးတွေးပို့ပြီးအဆုံးထိတွေးပို့ပြီးတော့တခြားအစိုးရအဆုံးသူတွေကိုလိုက်ကြည့်ပြီးတော့ ကိုလည်းဒီလိုဖြစ်မှာပဲဆိုတဲ့ပုံစံလေးနဲ့အခုတည်းကကြိုးပြီးတော့စိတ်အားငယ်တာစိတ်သက်သာတာခြေကုန်လက်ပန်းကျနေတာမျိုးဟိုအဲ့လိုမျိုးတွေပေါ့နော်ဒါမျိုးတွေဖြစ်လာနိုင်တယ်ပေါ့နော်အတိကကတော့စိတ်ကတော့အတိကလို့မြင်နေကိုယ်စိတ်ကဒါအရာရာကိုအောင်မြင်နိုင်တယ်ကြော်လွားနိုင်တယ်ကြော်ဖြတ်နိုင်တယ်ဆိုတဲ့ဒီယုံကြည်ချက်ခံယူချက်ရှိတယ်ဆိုလို့ရှင်တော့ဘလို့အရာကိုမစိုးကြော်လွားနိုင်တယ်သူပြဘလို့ယောဂါမစိုးဘလို့ဖြားနာမှုဘလို့ပင်ပန်းမှုမစိုးကြော်လွားနိုင်တယ်ပေါ့နော် အဓိကကတော့စိတ်ထောင်းလို့ကိုကြည့်ဆိုတဲ့ပုံစံမျိုးမဖြစ်ဖို့တော့လိုအပ်မယ်ဆိုတာမျိုးရယ်အော်ကိုရဲ့အတွေ့တွေကိုသတိထားဖို့လိုအပ်တယ်ဆိုတာရယ်စိတ်ကြောင့်ဖြစ်တဲ့ယောဂမျိုးတွေလည်းရှိလာနိုင်တယ်ပေါ့နော်ဒါလေးကိုတော့သတိထားဖို့လိုအပ်တယ်ချယ်ဖီလ်ဒ် someone new is entering your life ကိုပေါ်တဲ့ကိုလူသစ်တယောက်ရောက်လာလိုက်မယ်ဆိုတော့မြင်တယ်ကိုရဲ့အာနေပဲဘေးနာပေါ့နော်ကိုဝင်းကျင်မှာရှိတဲ့လစ်ဟာနေတဲ့လွတ်နေတဲ့နေရာကိုဟိုဒါမှမဟုတ်ကိုအလိုချင်နေတဲ့အလိုရှိနေလိုအပ်နေတဲ့နေရာလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒီနေရာကိုလူတယောက်ရောက်လာလိုက်မယ်ဆိုတော့မြင်တယ်တချို့ကကြတော့လည်းအလုတ်ခွင်ထဲမှာလူတယောက်ရောက်လာတာမျိုးလည်းဖြစ်နိုင်တယ်တချို့ကြတော့လည်းอืม မတွေ့ရရဆိုတော့ chair bar ဆိုတော့ကိုယ့်ရဲ့အထက်ရာရှိလဲပြင်နိုင်တယ်ပေါ့နော်အထက်ရာရှိလို့อืมအတက်လဲပြင်နိုင်တယ်ပေါ့နော်အဲ့တော့တိကျတာကတော့ကိုယ်နာကို လူသစ်တယောက်ရှောက်လာလိမ့်မယ်ဆိုတာလို့တွေ့တယ် please beware of great pride อืมခံစားမရတဲ့အရာဆိုလို့ရှင်ဒီကိုဘွားတွေကိုရောက်လာမင်းသူကလေကိုပေါ်မှာတော့လို့ချီချီမုံမုံနဲ့ဆက်ဆံမင်းသူမျိုးဒါမှမဟုတ်လေမာနာကြီးတတ်တဲ့သူမျိုးဖြစ်မယ်ဆိုတာလို့တွေ့တယ်ပေါ့နော်ဂုံတူးဂုံပြိုင်နေလှုပ်တတ်တဲ့သူဒါမှမဟုတ်သူ့မှာရှိတဲ့ဒီအခြေအနေကိုကြွားဝါရတာသဘောကျတဲ့သူမျိုးတို့မြင်နေတော့သူ့ရဲ့ကောင်းွက်တွေကိုပဲမြင်ပြီးတော့ သူမှာဘယ်လိုလိုအပ်ချက်တွေရှိရဲဆိုတာကိုမမြင်တဲ့သူမျိုးလည်းဖြစ်နိုင်တယ်ဆိုတာလို့တွေ့အဲ့လိုလူမျိုးကိုပွားတဲ့ကိုရောက်လာတာမျိုးလည်းဖြစ်နိုင်တယ်ဒီလိုလူကြောင့်အဲ့ဒီလူကြောင့်ပဲကိုမှာစိတ်ဓာတ်ကြတာမျိုးတွေဖြစ်လာရတာလည်းနောက်ဆုံးကျမကြီးထိတဲ့အထိပါဖြစ်လာနိုင်တယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးဖြစ်ဖို့အတွက်ဆိုလို့ရှိရင်တော့အာကိစ္စအတိုင်းကိုတည်တည်ချာချာအေးအေးဆေးဆေးနဲ့စဉ်းစားပြီးတော့မှရှေ့ဆက်ဘယ်လိုမျိုးရင်ဆိုင်ရမလဲဘယ်လိုမျိုးကြော်ဖြတ်ရမလဲဆိုတာကိုဟိုနီလာတဲ့ကြာနဲ့သုံးသပ်ပေါ့နော် အရင်ဆုံးတော့ရင်ဆိုင်ဖို့နီလန်ချင်းချင်းကတ်ကြီးပေါ့နော်ဘယ်လိုပုံစံမျိုးနဲ့ရင်ဆိုင်ရမလဲဆိုတဲ့ပုံစံမျိုးနဲ့သွားပြီးတော့မှနောက်ဆုံးကြော်လွှားပါနောက်ပြီးတော့ဒီကာလအတွင်းမှာတော့အဲလိုကိုကိုအရန်မာနာထောင်လွှားတော့နွနာဖြစ်ဖြစ်မာနာရှည်တန်းတင်တာမျိုးတွေတော့မဖြစ်စေနဲ့ပေါ့နော်ဒါလေးကတော့တတိပိချက်အနေနဲ့ပေါ့နော်လို့ရမရပေါ့နော်လို့ရမရမရအနေနဲ့တတိပိထားတာလေးပေါ့နော် အစွန်ချေရိုကတ်တွေနဲ့ထပ်ကြည့်ပေးပါမယ်အဆမ်မောအဆန်နဲ့ဗီနပ်စ်လီဘရာဂရိကနောက်လေးလအတွင်းမှာပြုပြောင်းလိုက်ပြီးရှိလာမလဲလာအတွင်းမှာရှိလာမယ့်အကြီးမားတဲ့အပြောင်းအလဲတွေကဘာဖြစ်မလဲသိချင်ပါတယ် ten of wands ace of wands တဲ့ကိုမရှိနေတဲ့အခက်ခဲပြဿနာတွေဝန်ထုပ်ဝန်ပိုးတွေอืมနောက်ဖြစ်နေတဲ့ဆန္ဒတွေပေါ့เนาะဒါတွေကို ဘယ်လိုပုံစံမျိုးနဲ့တစ်ခုချင်းတစ်ခုချင်းစီအကောင့်ထဲပေါ်သွားရမလဲဘယ်လိုပုံစံမျိုးနဲ့တစ်ခုချင်းတစ်ခုချင်းစီဖြည့်ရှင်းရမလဲကြော်လွှားရမလဲဘယ်လိုနီလန်းမျိုးတုံးရမလဲဆိုတာမျိုးတွေကိုသိရှိလာလိမ့်မယ်ဆိုတာလို့တွေ့တယ်။ကိုယ့်ရဲ့ဆန္ဒနဲ့အကောင့်ထဲပေါ်နိုင်မဲ့နီလန်းကိုရှောက်ပွေတွေ့ရှိလာမယ်ကိုယ့်ရဲ့ဒီမှာတွေ့ရတဲ့အရာဆိုရှင်တော့ကိုယ့်အတွင်းစိတ်ကိုကိုပို့ပြီးတော့သိရှိလာလိမ့်မယ်ဆိုတာလို့မြင်တယ်။နောက်တစ်ခုကတီထွင်ဖန်တီးနိုင်စွမ်းအားတွေပို့ပြီးတော့ကောင်းလာလိမ့်မယ်ဆိုတာလို့လည်းတွေ့တယ်။ ကတနာတွေဖြည့်ရှင်နိုင်မယ်နီးလန်းနေတဲ့ရှာဖွေတွေ့ရှိလာမယ်ဆိုတော့လည်းတွေ့တယ်ပေါ့နော်နောက်တစ်ခုကอืมကိုရဲ့ ိတ်ထဲမှာကောင်းထဲပေါ်ခြင်းနေတဲ့ဆန္ဒတစ်ခုပေါ့နော်အာဒီဆန္ဒတစ်ခုကိုလည်းကတည်းကဖေဖေရဲ့ဒီကိုကြားတယ်ဆန္ဒတစ်ခုကိုလည်း အောင်မြင်တဲ့အကောင်ထည်ပေါ်နိုင်လိမ့်မယ်ဆိုလို့တွေ့တယ်ပေါ့နော်အဲ့ဒီဆန္ဒကဘယ်ဆန္ဒဖြစ်ပါစေဆိုတာမျိုးလို့မြင်တယ်ဒါကိုယ်စိတ်ထဲမှာရည်မှန်းထားတဲ့ဆန္ဒတခုပေါ့နော်တချို့တွေအတွက်ကအလောက်ကိုင်းတချို့တွေအတွက်ကစီးပွားရေးတချို့တွေအတွက်ကအခြေရေးတချို့တွေအတွက်ကလူမှုရေးတချို့တွေအတွက်ကဒီပညာရေးစသဖြင့်ပေါ့နော်အဲ့လိုမျိုးကိုယ်စိတ်ထဲမှာဖြစ်ချင်တဲ့ဆန္ဒတခုကိုပြေဝအောင်အောင်မြင်အောင်အကောင်ထည်ပေါ်ပြီးတော့ဆောင်ရွက်ဖြစ်လိမ့်မယ်ဆိုတာလို့မြင်တယ်အဲ့တော့ဒီမှာ message ပေးထားတဲ့အရာဆိုလို့ရှိရင်တော့ စစ်ထဲမှာပေါ့နော်ဖြစ်နေတဲ့ဆန္ဒတွေအများနေတဲ့အခါကြလို့ရှိရင်ဘေးအားကိုအရင်ဆလို့ဆအမှန်မသိဖြစ်တတ်တယ်။ဟောနောက်တစ်ခုကဖြစ်ရှင်စောတွေအများနေလို့ရှိရင်လည်းပဲနီလန်းကောင်းကိုရှာတွေ့ဖို့အတွက်ကိုခက်ခဲလိမ့်မယ်ပေါ့နော်အဲ့တော့တစ်ခုချင်းစီတစ်ခုချင်းစီကိုတေချာလေးပြန်ပြီးတော့အကန့်လေးတွေခွဲပြီးတော့လိလာအုံသက်ပြီးတော့မှဘယ်အရာကတော့ကိုအတွက်ကိုပို့ပြီးတော့ဖြစ်နိုင်ဆုံးလဲဖြစ်ဖို့ ဖြစ်နိုင်ခြေပို့ပြီးတော့များလဲဒါမျိုးကိုသုံးသပ်ပြီးတော့ဘယ်လိုရာကကိုတက်ကိုအာအောင်မြင်အောင်လုပ်နိုင်ဖို့ပို့ပြီးတော့ chance များလဲပေါ့နော်အဲ့လိုမျိုးနဲ့ပြန်သုံးသပ်ပြီးတော့တခုချင်းတခုချင်းစီအကောင့်ထဲပေါ်သွားပါမဖြစ်နိုင်ဘူးဆိုတာကတော့မရှိဘူးပေါ့နော်ဒါပေမဲ့ဖြစ်ချင်စိုးတွေအများများပြီးတော့ဖြစ်ချင်တာတွေအများများတဲ့ခါကျတော့ရှင်တော့ကိုယ့်ရဲ့အတွေးတွေရှုပ်ထွေးပြီးတော့ကိုယ့်အတွက်ကိုဒါကြီးကဝန်ထုတ်ဝန်ပို့တခုလိုဖြစ်ပြီးတော့ရှေ့ဆက်လို့မရဘဲနဲ့ ပတ်ချာတွေလဲနေတာမျိုးရှစ်မရောက်တာမျိုးတွေဖြစ်နိုင်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ကိုဖြစ်နေတဲ့အရာတွေကိုတခုချင်းစီတခုချင်းစီနဲ့မှအဲ့လိုမျိုးအကောင့်ထဲပေါ်သွားမယ်ဆိုလို့ရှိရင်တော့ဖြစ်လာလိမ့်မယ်ပေါ့နော် night of cups နဲ့ seven of cups တဲ့ကိုစိတ်ကိုကိုပို့ပြီးတော့တည်လာလိမ့်မယ်ဆိုတာလို့မြင်တယ်ကိုရဲ့ခံစားချက်တွေကိုရဲ့ခံစားချက်ကိုရဲ့စိတ်ရင်းမှန် ကိုကိုပို့ပြီးသိရှိတာမယ်လို့ပြောရမလားပေါ့နော်။နောက်ရင့်ကျက်လာလိမ့်မယ်ဆိုလို့မြင်တယ်။အရင်လိုဟိုလိုလိုဒီလိုလိုပုံစံမျိုးနဲ့မဟုတ်တော့ဘဲနဲ့ကိုကဘယ်လိုလူမျိုးဘယ်လိုခံစားချက်မျိုးရှိရတဲ့သူမျိုးဘယ်လိုအခြေမျိုးဆိုရင်ခံစားလွယ်တယ်ဘယ်လိုအခြေမျိုးဆိုရင်ဒေါသထွက်လဲတယ်ဘယ်လိုအခြေမျိုးဆိုလို့ရှိရင်ဝမ်းနည်းလွယ်တယ်အဲ့လိုမျိုးတွေကိုသိလာပြီးတော့အဲ့ဒီစိတ်ကိုဘယ်လိုမျိုး control လုပ်ရမလဲဘယ်လိုထိန်းကျောင်းရမလဲဘယ်လိုမျိုးလေးနဲ့အာယုံပြောင်းရမလဲဒါတွေကိုပို့ပြီးတော့သိလာလိမ့်မယ်။ဒီ ်ခန်းစားချက်ပိုင်းနဲ့အတွေ့အခေါ်ပိုင်းနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့ရှင်းကြလာလိုက်မယ်ဆိုတာမျိုးတို့မြင်တယ်။နောက်တစ်ခုကကြတော့ဒီမှာတွေ့ရတဲ့အရာတာအခြေအနေလည်းမြင်မိတယ်ပေါ့နော်။ဒီအခြေအနေပတ်သက်လို့ရှိရင်လည်းကိုယ်အနေနဲ့အခုချိန်မှာဝေးဝေးဝါးဝါးဖြစ်နေတာမျိုးဆိုလို့ရှိရင်လည်းပဲကိုလိုချင်တဲ့ဘဝလက်တွဲဘဝကဘလို type မျိုးဆိုတာမျိုးကိုပို့ပြီးတော့သိလာလိုက်မယ်။အထူးကကတော့ self love အားကောင်းလိမ့်မယ်ဆိုတာမျိုးလို့မြင်တယ်ကိုကိုကိုချစ်တတ်လာလိမ့်မယ်ဆိုတာလို့မြင်တယ်ကိုကိုကိုချစ်ပုံချင်နည်းကိုတည်လာတဲ့အခါမှာတစ်ဖက်သူဘောမှာလည်းဘယ်လိုမျိုးတုတ်ပြန်ရမလဲနောက်ကိုကိုတိုင်းကဘယ်လိုမျိုးဟိုအချစ်ခံရဖို့ထိုက်တန်လဲဆိုတာတွေကိုစနစ်တကျနဲ့တည်လာလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးလည်းတွေ့ရတယ်အဲ့တော့တကယ်လို့ခုကြည့်နေတဲ့သူတွေထဲမှာ single တွေပါပြီးတော့ချစ်သူကြီးစားလက်တွဲပေါ်တွေ့ချင်တယ်ဆိုလို့ရှင်လည်းပဲဒီနောက်လေးလအတွင်းမှာစုံစည်းဖြစ်လိမ့်မယ်ဆိုတာလို့မြင်တယ်ဒီလူကကိုထက်ပို့ပြီးတော့ရင့်ကျက်တယ် အာစင်နာတက်တဲ့သနာတက်တဲ့ကိုချင်းစာတက်တဲ့ water sign နေဖြစ်ဖို့တော့ပုံများတယ်ပေါ့နော်အလိုလိုမျိုးနဲ့တွေ့လိမ့်မယ်ဒီကလေးကိုကကိုစိတ်ထဲမှာတယောက်ရှိထားပြီးသားဆိုလို့ရှင်လည်းပဲဒီလူနဲ့နှစ်ယောက်ကြားမှာလေဟို꿰ပြချားနာတဲ့အာတိတာထင်ရှားတဲ့ရှင်းလင်းတဲ့အနေထားတစ်ခုကိုရလာလိမ့်မယ်ဆိုတာမျိုးလို့မြင်တယ်အခုအချိန်မှာတော့တို့တော့တို့တော့ဆိုတဲ့ပုံစံမျိုးတွေနဲ့ဝေဝါးနေပေမဲ့ဒီနောက်လေးလအတွင်းမှာတော့ ဒီလူစီဒီလူရဲ့ခံစားချက်အစမှန်တွေကိုသိလာရလိမ့်မယ်ဆိုတာမျိုးလိုမြင်တယ်။မတွေ့ရတဲ့အရာကတော့ပို့ပြီးတော့အဆင်ပြေသွားတာနီးစပ်သွားတာဒီလူရဲ့ခံစားချက်အစမှန်တွေကိုဟိုပုတ်ပွဲလင်းလင်းပြောပြလာတာမျိုးတွေပေါ့နော်။ဒါမျိုးတွေရှိလာလိမ့်မယ်ဆိုတာလို့တော့တွေ့တယ်။နောက်ဒီမှာတွေ့ရတဲ့အရာဆိုရှင်ကိုယ့်ရဲ့ dream life ပေါ့နော်။ကိုယ်စိတ်ကူးထားတဲ့အိမ်မက်ကိုယ့်ရဲ့စိတ်ကူးကိုယ့်ရဲ့အိမ်မက်ကို အကောင့်ထဲပေါခွင့်ရလိမ့်မယ်ဆိုတာမျိုးလို့လည်းတွေ့ရတယ်။ my queen of cups king or oh, the knight of cups babe knight of cups neck queen of cups hmm. အတိကြရာကဒီ single လေးတွေဆိုလို့ရှင်လည်းပဲသူကြီးစားရလိမ့်မယ်နော်ကိုကိုချင်းကက်လာမယ့်သူတွေရှိလာလိမ့်မယ်ဆိုလို့မြင်တယ်လို့ကိုကိုလည်းပို့ပြီးတော့ဓာမိုးထားချစ်တက်လာမယ်ဒါမှလည်း self love အဲကြောင့်မလို့ self love ဆိုတာယူခံစားနေမိတာပေါ့နော်အာကိုယ်ကိုယ်လည်းချစ်တဲ့ချစ်ပို့ပြီးတော့ချစ်တဲ့လားတလို့အနာလူတွေလည်းဘယ်လိုပုံစံမျိုးနဲ့မေတ္တာထားရမယ်ကိစ္စရမယ်ချစ်ချစ်ရမယ်ဆိုတာကိုနားလည်လာလိုက်မယ်။နောက်ကိုကိုယ်တိုင်ကလည်းဘယ်လိုပုံစံမျိုးအချစ်ခံရမလဲဆိုတာကိုကန့်သက်တက်လာလိမ့်မယ်ဆိုတာမျိုးလိုမြင်နေပေါ့နော်။ တော်တော်စင်မှာကတော့ဒီလိုအခြေအနေရောက်ဖို့အတွက်ကိုစူးစမ်းရအောင်မယ်ဆိုတာလို့မြင်တယ်ဒီမှာတွေ့ရတဲ့အရာဆိုလို့ရှိရင်ညပတ်တိတ်အိမ်မပြောတာအခြေအမမှန်တာမျိုးတွေစိတ်ပီစီမှုများနေတာတွေနောက်ကိုယ့်ရဲ့အဲကိုယ့်ကိုပျောက်ဆုံးနေတာမျိုးတွေပေါ့နော်နောက်အလုပ်တွေအများများနေတာအလုပ်ကြောင့်စိတ်ပီစီမှုတွေများနေတာအဲ့လိုမျိုးတွေရှိနေမယ်ဒါကအလုပ်ကြောင့်လည်းဖြစ်နိုင်တယ်လို့ဟိုကိုတယောက်တည်းရဲ့ ဒီဟိုအတွေးတွေကြောင်းလည်းဖြစ်နိုင်တယ်လို့ဘေးရနေပြီးတော့ဖိအားတွေကြောင်းလည်းဖြစ်နိုင်တယ်ပေါ့နော်ပဝန်းကျင်ရဖိအားတွေကြောင်းအခုလိုတွေဖြစ်နေတယ်ဆိုတာလို့တော့တွေ့ရတယ်ဒါကြောင့်မို့လို့လည်းဒီမှာဒီ flying ကလေးပါတယ်ဆိုတာမျိုးလို့ခံစားမိတယ်ပေါ့နော်စိတ်ထောင်းလို့ကိုကြီးဆိုတဲ့ပုံစံမျိုးတွေဖြစ်လာနိုင်တယ်ပေါ့နော်အဲ့တော့ဟို healthy ဖြစ်တဲ့ healthy life ကိုရဖို့အတွက်ဆိုလို့ရှိရင်တော့အချိန်ရောအစားအသောက်ရော နေထိုင်မှုစနစ်တွေအကုန်လုံးကို ပြောင်းလဲမှာပဲရမယ်ပေါ့နော်။နောက်တွေးခေါ်တဲ့ပုံစံနေလဲပြောင်းလဲမှာရမယ်ဆိုတာမျိုးလို့လည်းတွေ့ရတယ်ပေါ့နော်။အဲ့လို message လေးကိုလည်းပေးခြင်းနဲ့ဆိုတာလို့တွေ့ရပါတယ်။နောက်ဒါဆိုလို့ရှိရင်နောက်ဆုံးအနေနဲ့ပေါ့နော်။ library ကခုနောက်လေးလအတွင်းမှာ ကြုံတွေ့ရမယ့်အပြောင်းလဲနဲ့ပတ်သက်ပြီးဘာတွေကိုသိသင့်လဲအဲ the cross တဲ့ဒီမှာတော့ negative ခတ်ကြည့်ကြရပေါ့เนาะနောက်36နံပါတ်36လို့တွေ့ရတယ်အဲ့တော့ဒီမှာကတော့မ slowing down ဆိုတာလေးပါတယ်ပေါ့နော်ခုနကလည်းအာ slowly and surely ဟော slowly but surely getting a heart ဆိုတော့အာဒီဟာကိုပြောချင်တယ်လို့ထင်တယ်ပေါ့နော်အမြန်ဆန်းဖြစ်ချင်နေတာ ರೀ อืมအတကူကအဲ့လိုဖြင့်ပြီးရောဆိုတော့အဲ့လိုမျိုးတွေမထားဘဲနဲ့ပေါ့နော်ဖြည်းဖြည်းနဲ့မှန်မှန်နဲ့သွားပါ နောက်အခုဖြစ်နေတဲ့ကိုယ့်ရဲ့စိတ်ထဲမှာဖြစ်ချင်စောတွေများနေတဲ့ဒီဒီဒီဆန္ဒတွေကိုပေါ့နော်အဲ ပြန်ပြီးတော့တဝက်လောက်ပဲဖြစ်ဖြစ်ပေါ့နော်ပြန်ရှော့ချလိုက်ပေါ့နော်အမ်ဖြည်းဖြည်းနဲ့မှန်မှန်နဲ့ဒါသွားစိတ်မမြန်နဲ့ပေါ့နော်စိတ်မလောပါနဲ့နောက်တစ်ခုကမဖြစ်ရကောင်းလားဆိုတဲ့ပုံစံမျိုးနဲ့ကိုယ့်ကိုယ်ကိုလည်းအပြစ်မတင်ပါနဲ့ပေါ့နော်အချိန်ကြီးတစ်ခုရလို့ရှိရင်သူ့အနေနဲ့သူ့ကိုဖြစ်သွားလိမ့်မယ်သူများဖြစ်တယ်လို့အော်သူများစူးစမ်းလို့ဖြစ်တယ်လို့ကိုယ်မဖြစ်နိုင်သေးဘူးဆိုတာကလည်းပဲဒါကကိုယ့်အတွက်ကိုသင်ငန်းစာတစ်ခုခုရဖို့လိုအပ်နေလို့ဒါမှမဟုတ်ကိုယ့်အတွက်ဒီຢာက အာတခါကြောက်ရှင်ဒီຢာကကိုတက်ကိုမဟုတ်သေးရလဲဖြစ်နိုင်နေပေါ့နော်အဲ့တော့ဒီတစ်ခုမရဘူးဆိုရှင်တခြားတစ်ခုနဲ့ပြောင်းပြီးတော့တွားကြည့်ပေါ့နော်ကိုမှာတခြားရန်ထားတဲ့အစီအစဉ်လေးရှိရဆိုတာမျိုးလို့မြင်နေပေါ့နော်อืม the mountain ဒါလည်း negative ပဲထူးဆန်းတယ်เนาะ liberal တွေက negative ကတည်းကပဲကြားတယ်6ရဲ့8ရဲ့ uh, not 21 yeah. အဲ့တော့ source nine or source နဲ့ပေါ့တော့ဒါခုနကလည်းတွေ့ခဲ့တယ်ကိုကဒီ store လေးကိုစိတ်ထဲမှာပင်ပန်းနေအတွေ့ပေါင်းစုံနေနဲ့ဆိုရင်ပူပန်နေရဝန်းနေနေတာမျိုးတွေအများကြီးဖြစ်နေတယ်ပေါ့နော်နောက်အခက်ခဲပြဿနာတွေကလည်းကိုမှအများကြီးရှိနေပြင်ပဖိအားတွေလည်းအများကြီးရှိနေတယ်ပေါ့နော်ဒါတွေကိုကြော်လွှားဖို့အတွက်ကိုတော်တော်လေးကိုစိတ်ပြတ်ရဲဆိုတာမျိုးလိုမြင်နေအဲ့မိုးကတဲလာတယ်ပေါ့နော်တီကန်နေကြမှာမိုးတဲလာဆက်ပြီးတော့ပြောလိုက်မယ်နော်အာစူညာနေလို့တော့သဘောမထားပါနဲ့အဲ့တော့ဒီຢာတွေကကိုပေါ့အတွက်ကိုလေး negative ဖြစ်နေရေပေါ့နော်မကောင်းတဲ့ဘက်ကိုပို့ပို့ပြီးတော့ဟိုအဆင်ပြေတဲ့အရာဆိုရင်ပို့ပြီးအဆင်ပြေဖို့အတွက်ကိုဆွဲချသွားသလိုပုံစံမျိုးတွေဖြစ်နေရေပေါ့နော်အဲ့တော့ဒီပြောရင်ဒါကိုယ့်ရဲ့စိတ်ထဲမှာရှိနေတဲ့ဒီတောင်ကြီးပေါ့နော်ဒါကြီးကိုကြော်လွှားဖို့အတွက်ကကိုကိုယ်တိုင်ကပဲဒီကိုယ့်ရဲ့အတွေးတွေကိုပြောင်းလဲပြင်မာပဲရမယ်ပေါ့နော်အဲ့တော့ဝမ်းနေနေတာမျိုးပူဆွေးနေတာပူပန်နေတာမျိုးတွေကဒီပြဿနာတွေအခက်အခဲတွေကိုကြော်လွားနိုင်မယ်နီလန်ကောင်းမဟုတ်ဘူးပေါ့နော်ဒါခုနကတည်းကလည်းပြောခဲ့တယ်ဒီမှာဒါက message တွေကထပ်တောင်ထပ်နေပြီပေါ့နော်အဲ့တော့ ဒေချာလေးစိတ်အေးအေးထားပြီးတော့တခုချင်းစီတခုချင်းစီကိုအနီးကပ်ဆုံးချင်းကပ်ပြီးတော့ဘယ်လိုပုံစံနဲ့အဲရင်ဆိုင်ရမလဲဘယ်လိုပုံစံနဲ့လက်ခံရမလဲအဲဒါမျိုးတွေကြည့်ပြီးတော့မှကြော်လွားဖို့ပဲစဉ်းစားပါတော့။နောက်အရန်ကြီးအတွေးမလွန်ပါနဲ့သူတော်လည်းပြောခဲ့တယ်အရန်ကြီးအတွေးလွန်တာကအကိုအတွက်ကိုအော်သူတို့ပြင်တပါဆိုရင်ကျမကြီးအတွက်ပေါ့နော်ကျမကြီးအတွက်ကိုကျွန်တော်အဆင်မပြေဖြစ်စေရပေါ့နော်အတွေးလွန်တာကြီးကဘယ်နေရာမှမမကောင်းဘူးမှန်တာပြောရလို့ရှင်တော့ပူပန်လောနာအတွေးလွန်တာက overthinking ဖြစ်တာက ဘယ်နေရာမှာမဆိုဘယ်နေမှာမဆိုအဆင်မပြေဘူးပေါ့နော်ဒီစိတ်ကို short ချဖို့တော့လိုအပ်နေပြီဆိုတော့မြင်နေဒါ libra ဒါဘယ်သူ့ရဲ့ energy ကိုရနေရလဲတော့မသိဘူးပေါ့နော်အခုဒီ reading ကိုကြည့်တဲ့ libra တရားရောက်စီမှာကတော့ဒီ energy တော်တော်လေးများနေပုံရနေပေါ့နော်ဒါကတော့ libra များအတွက် reading ဖြစ်ပါတယ်ရှင်အလုံးဝဲစုံနေကြည့်ကြတဲ့အတွက်ရောအမြဲတမ်းကြည့်ရှုပေးကြတဲ့အတွက်ရော reading ကိုကြည့်ပြီးတဲ့အခါမှာ like subscribe ပေးခဲ့ကြတဲ့အတွက်ရောကျေးဇူးများတင်ပါတယ်ရှင် ိတ်ဆွေများအားလုံးပဲပြည့်ပြည့်များပြီးကြပါပြီကိုရောစိတ်ပါကြမ်းမချမ်းသာကြပါစေကောင်းဆုံးလူရင်းစံသားမှတ်သမားလည်းပြည့်ဝကြပါစေမိမိချစ်ရတဲ့သူတွေနဲ့လည်းအတူတူစီစီလုံးကြမ်းမမနဲ့နေထိုင်နေကြပါစေလို့ဆုမွန်ကောင်းတောင်းပေးပါရှင်နောက်ရီချင်းများမှပြန်ပြီးတော့အဆုံးနေကြပါအောင်ရှင်